ီနေ့လက်လာထုံးတက်ဖို့ရထားတဲ့အချက်လက်တွေကတော့မြမတလေထုံထောင်ဥပဒေမှာပါတဲ့အိမ်ထောင်ရေးကွာရှင်ခြင်းအကြောင်းပါရှင်။ဒါကမဲ့ဒါက6တွဲတဲ့ဥပဒေပုံမာတွေကိုတခုချင်းစီရွတ်ပြတ်နေမှာမဟုတ်ပါဘူး။အဲ့ဒီကအဖြေရှာသွားမဲ့မိခုံးကဘာကြောင့်ကွာရှင်တာလဲဆိုတဲ့အကြောင်းရေးတစ်ခုကအဲကိုပိုင်ဆိုင်တဲ့မြကြီးစီအားလုံးကိုလက်လွတ်ဆုံးရှုံးသွားနိုင်တဲ့အထိဘလို့မြအဆုံးဖြတ်ပေးနိုင်တယ်လဲဆိုတာပါပဲ။ဒီအချက်ကိုရှင်းရှင်းလင်းလင်းမြင်အောင်လေ့လာဆွေးနွေးသွားကြမှာပါ။ဟုတ်ပါတယ်ခင်ဗျာ။ မြမဒလိထုံတန်းဥပဒေမှာအိမ်တော်ပြူတာကရိုးရှင်းတယ်လို့၊ကွာရှင်းတာကလည်းနီလန်းအမျိုးမျိုးရှိတယ်။ဒါပေမဲ့လူသိတတိမထားမိတဲ့အချက်ကကွာရှင်းတဲ့အကြောင်းပြချက်ပေါ်မူတည်ပြီးပစ္စည်းခွဲဝေပုံးကဖားနေမြေလို့ကွာသွားနိုင်တယ်ဆိုတာပါပဲ။နှုတ်ဥတဘိုးတူလန်းခွဲလာကနေအပစ်ကြီးတစ်ခုကြောင့်ကွာရှင်းတဲ့အသည့်အကျိုးဆက်တွေကအများကြီးပြောင်းလဲသွားပါပြီ။ ဒါဆိုရင်အခြေခံကြံစုံးရဲ့အတွေ့အများဆုံးဖြစ်တဲ့နှစ်ဦးသဘောတူကွာချင်းချင်းကနေဆက်လိုက်ကြရအောင်လားရှင်။ဒါကတော့နမည်အတိုင်းပဲနှစ်ယောက်လုံးကသဘောတူပြီးလမ်းခွဲကြတာဆိုတော့အယိုးရှင်ဆုံးပုံစံဖြစ်မိတင်နေ။ဟုတ်ပါတယ်။အခြေခံအပြင်တော့အယိုးရှင်ဆုံးပါပဲ။လင်းများနှစ်ယောက်လုံးကဒီအိမ်ထောင်ရွေးကိုရှေ့မဆက်ချင်တော့ဘူးဆိုတော့တူညီတဲ့စန္ဒရှိရင်အချိန်မရွေးလမ်းခွဲနိုင်ပါတယ်။စိတ်ဝင်စားစရာကောင်းတာက ဒီလို꽌ရှင်းဖို့တရားရုံးကနေအမင်းဒီဂရီချပေးเสียမလို့တလို့လူကြီးမိဘရှေ့မှာစာချုပ်စာတမ်းချုပ်ဆိုဖို့လည်းမလိုရပါဘူး။နှုတ်ဦးဆုံးရဲ့꽌ရှင်းလို့ပဲစံတာနဲ့သဘောတူညီမှုကသာအတိအကျပါလေ။ခဏလေးနော်။ဒါဆိုတရားရုံးလည်းတားเสียမလို့စာချုပ်လည်းချုပ်เสียမလို့ပဲနှစ်ယောက်လုံးကကဲတို့ဒီ꽌ဗီလို့ပြောလိုက်ရုံနဲ့တရားဝင်꽌ရှင်းပြီးသားဖြစ်သွားတယ်ဆိုတဲ့သဘောလားရှင်။အတိအကျပါပဲ။ဥပဒေရဲ့အနှစ်သာရကအဲ့ဒီလောက်ရိုးရှင်းပါတယ်။ ဒါပေမဲ့ဒီရိုးရှင်းမှုတဲမှာပဲစိတ်ဝင်စားစရာအချက်တခုပါလာတယ်။အဲ့ဒါကဂျိုးပီအန်အန်ပီကွာရှင်းတယ်ဆိုတာမျိုးပါ။ဒါကတကယ်ကွာရှင်းတာမဟုတ်ပဲဟန်ဆောင်ကွာရှင်းတာကိုဆိုလိုတာပါ။တစိတ်လောက်ရှင်။နှစ်ဦးသဘောတူကွာရှင်းတယ်ဆိုတာတကယ်မကွာပဲဟန်ဆောင်လုပ်လို့ရတယ်ဆိုတဲ့သဘောလား။ဥပဒေကဒါပေါ်ဘလို့လို့အတိမတ်ပြတာလဲ။နားလည်အောင်နည်းနည်းခတ်တယ်။ ဒါကကျွန်တော်ရဲ့ဒလီထုံးတန်းနဲ့ယဉ်ကျေးမှုကလာတဲ့သဘောတရားတစ်ခုပါခင်ဗျာဥပမာဘေးရင်ယတနာရဖြစ်စေကျမ်းမာရေးဒါမှမဟုတ်စီးပွားရေးအညံ့အဆိုးတစ်ခုကိုကြော်လွားဖို့ဖြစ်စေလင်မယားနှစ်ယောက်ကအချင်းကာလတစ်ခုအချီယာယီခွဲနေဖို့လိုအပ်တယ်လို့အကြံပြုခံရတဲ့အခါမျိုးမှာပေါ့အဲ့ဒီအခါမှာသဘောတူညီချက်နဲ့ခဏတာကြွားရှင်းလိုက်တာမျိုးပါသူတို့ရဲ့တကယ်ယူရချက်ကအပိပိုင်လန့်ခွဲဖို့မဟုတ်ဘူးလေအတူပြန်ပေါင်းဖို့ဖြစ်တဲ့အတွက်ဥပဒေကဒါကိုတကယ်ကြွားရှင်းမှုအဖြစ်အတိမမပြေပါဘူး အဓိကကရည်ရွယ်ချက်ပါပဲ။အော်ဒါဆိုရည်ရွယ်ချက်ကအဓိကပေါ့။နောက်တစ်မျိုးကတော့လင်းထစ်သူယဟန်ပေါင်ဝင်ချင်းကြောင့်ခွာရှင်းကဒါလည်းစောစောကလိုပဲရည်ရွယ်ချက်ပေါ်မူတည်ပြီးခွာချအောင်မှာပဲနော်။ခဏတာဒုလပဝတ္တာနဲ့အပိတိုင်ဝတ္တာမျိုးပေါ့။တိကြပါလေခမ။လင်ဖြစ်သူက လော်ကီဘွားကိုအပီးတိုင်ဆွလွတ်ပြီးယဟန်ဘောင်ကိုအပီးပိုင်ခုပြောင်းသွားဖို့ရည်ရွယ်ချက်ရှိရင်အင်တောင်ရဲကအလိုလျောက်ပြဆဲပါတယ်ဒါပေမဲ့ ခနာဒဝတ်တဲ့ဒုလဘယဟန်ဝတ်တံမျိုးနဲ့တော့မတက်ဆိုင်ပါဘူး။ဘာလို့လဲဆိုတော့ဒုလဘဆိုတာကဘေးအန္တရာယ်ကင်းဖို့ကုသိုလ်ယူဖို့အချိန်ကာလတိုတခုအတော့ပဲဝတ်တာဖြစ်လို့လောကကိုအပြီးစွန့်တဲ့ရည်ရွယ်ချက်မပါလို့ပါပဲ။အေးဟုတ်ကဲ့ဟုတ်ကဲ့တရားယုံကရှင်းရှင်းလင်းလင်းဆုံးဖြတ်ထားတာက လောကကိုအပြီးစွန့်ဖို့ရည်ရွယ်ချက်နဲ့ယဟန်ပြူလာကိုမရဖြစ်သူကခွင့်ပြုခြင်းအိမ်တော်ရဲ့ချက်ချင်းပြဆက်လေလို့ဆိုပါရယ်။ကောင်းပါပြီရှင်။ အခုထိတော့အချင်းကြီးကရှင်းလင်းပါတယ်နေဦးတဘောတူတာဒါမှမဟုတ်ဘာသာရေးရလောကကိုစွန့်ခွာတာ ਈ ပေါ့အခုကျမတို့စကားဝိုင်းရဲ့အဓိကအချက်ဖြစ်တဲ့အင်တောင်ရေးပြမှုကြောင့်ကွာရှင်းတဲ့အပိုင်းကိုရောက်လာပါပြီဒီနေရာကစပြီးအချင်းကြီးတွေကပို့ရှုထွေးပြီးပစ္စည်းဆုံးရှုံးနိုင်တဲ့အန်ဒီရီတွေပေါင်းဝင်လာပြီလို့ထင်ပါတယ်ရှင်ဟုတ်ပါတယ်ခင်ဗျာအင်တောင်ရေးပြမှုကိုအဓိကအဖြစ်နှမျိုးခွဲခြားထားပါတယ်ပထမတစ်ခုကတာမန်အင်တောင်ရေးပြမှုတွေထစ်ပြီး နောက်တစ်ခုကကြီးလေထော့အိမ်တော်ရဲ့ပြည်မှုတွေပါဒီနှစ်ခုကြားကကွာခြားချက်ကပစ္စည်းခွဲဝေတဲ့အခါမှာအဆုံးဖြတ်ပေးမဲ့ရေးကြီးဆုံးအချက်ဖြစ်လာမှာပါဒါဆိုတာမန်ပြည်မှုတွေကဘာတွေလဲရှင်အချက်တွေအများကြီးကိုတစ်ခုချင်းစီလိုက်မှတ်နေရတာထက်သူတို့ကိုအုပ်စုဖွဲ့ပြီးကြည်လို့ရမလားအဲ့ဒီလိုကြည်ရင်ပိုရှင်းပါတယ်ခင်ဗျာတာမန်ပြည်မှုတွေကိုအုပ်စုသုံးစုခွဲကြည့်လို့ရတယ်ပထမအုပ်စုကမယိုးသားမှုနဲ့ဆိုင်တယ်ဥပမာမယားရှိလက်နဲ့ လူပြိုပါလို့လင်ညာပြီးလက်ထက်တာမျိုးပေါ့ဒါပေမဲ့မတားစလာကဒီလိန်လေမှုတစ်ခုတည်းနဲ့တော့ကွာရှင်းခွင့်ရဖို့မလွယ်ပါဘူး။ဩဟုတ်ကဲ့တခြားအဖြစ်တွေနဲ့ပေါင်းဆက်ပြီးမှတာကွာခွင့်ရလဲရှိပါတယ်။ဒုတိယအုပ်စုကတော့ရှင်ဒုတိယအုပ်စုကတော့တစ္ဆာမဲမှုတဲ့ပတ်သက်တယ်။ဒီထဲမှာလင်ယောက်ျားဖောက်ပြန်တာနဲ့နောက်မရယူရတဲ့ပါဝင်တယ်။ဒီနေရာမှာဒလေးထုံတဲ့ဥပဒေရဲ့စိတ်ဝင်စားစရာအချက်တခုကိုတွေ့ရမှာပါ။ရှေးခေယူဆရာ ယောက်ျားတစ်ယောက်ကမယားတစ်ယောက်ထက်ပိုယူခွင့်ရှိတယ်လို့ယူဆခဲ့တဲ့အတော့လင်းဖေးတူဖောက်ပြန်ယူနေမယားမှကွာရှင်းခွင့်တမ်းမရပါဘူးခဏလေးရှင်ဒါဆိုလင်ကဖောက်ပြန်နေတာကိုတိတိကျကျနဲ့မယားကဘာမှလုံးလုံးမရပဲတီးခံနေရမယ်ဆိုတဲ့သဘောလားဒီနေ့ခေအမြင်နဲ့ကြည့်ရင်ဒါကတော်လေးတစ်ဖက်သက်ကြလွန်နေတယ်လို့ပဲအဲ့ဒီအချက်ကဒလေထုံတန်းဥပဒေရဲ့တမိုင်းကြောင်းနဲ့ဆက်ဆက်နေပါရခင်ဗျာဒါပေမဲ့ဥပဒေကအဲ့ဒီမှာရမနေပါဘူးလင်ဖစ်တူရဲ့ဖောက်ပြန်မှုနဲ့အတူ တခြားအဖြစ်အမူတွေပါလာရင်တော့ကွာရှင်းခွင့်ရှိလာပါတယ်။ဥပမာရိုင်းနတ်တာဒါမှမဟုတ်ကာနာဒါယောဂကုသစီတာမျိုးဆိုရင်ဒါကိုရက်ဆက်မှုတမျိုးအဖြစ်တမပြီးကွာရှင်းခွင့်ပေးပါတယ်။အင်းနောက်များယူတဲ့ကိစ္စမှလည်းအလားတူပါပဲ။1918ခုနှစ်ကအမှုတစ်ခုကနေစပြီးဒလေးထုံးတဲမှာကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်သွားတယ်။အဲ့ဒီမှာပထမအများကြီးရဲ့ခွင့်ပြုချက်မရဘဲနောက်များယူရင်ပထမများမှာကွာရှင်းခွင့်ရှိတယ်လို့အတိအလင်းဆုံးဖြတ်ခဲ့ပါတယ်။အော် ဒါကရာစုနှစ်နဲ့ချီရှိခဲ့တဲ့အစဉ်လာကိုတရားရုံးတစ်ခုကပြောင်းပြန်လန်လိုက်တာဆိုတော့အင်တန်ထင်ရှားတဲ့ဆုံးဖြတ်ချက်တစ်ခုပေါ့နော်ဟုတ်ပါတယ်ခင်ဗျာဒါဆိုတတိယအုပ်စုကတော့ရက်ဆက်မှုနဲ့စွန့်ပြစ်မှုတွေဖြစ်မှာပေါ့စွန့်ပြစ်မှုနဲ့ပတ်သက်ပြီးဥပဒေအမြင်ကအချိန်နဲ့အမျှတော်တော်လေးပြောင်းလဲခဲ့တယ်လို့ကြားဟုတ်ပါရဲ့ရှင်ဟုတ်ပါတယ်စွန့်ပြစ်မှုနဲ့ပတ်သက်ပြီးဥပဒေကအချိန်တစ်ခုအထိတော်တော်ရှုပ်ထွေးခဲ့တယ်အစပိုင်းမနှူးကျဲဓမ္မတရားဆိုရင်ရှင်းရှင်းလေးတယ် လင်ကမယားကိုတုံးနဲ့မယားကလင်ကိုစနစ်ထောက်ပံ့မှုမရှိပဲစွန့်ပစ်ထားရင်အလိုလို꽌ရှင်းပြထားပဲဒါပေမဲ့နောက်ပိုင်းမှာတရားယုံတစ်ခုကမဟုတ်ဘူးအဲ့ဒီလိုအချင်းပြည့်ယုံနေမယားကိုစွန့်ပစ်ခံရတဲ့တုပကကွာရှင်းကျင်တယ်ဆိုတဲ့ဆန္ဒကိုပြဖို့လိုတယ်လို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီနောက်မှာနောက်တရားယုံတစ်ခုကမူလယုံအားစာကိုခဏပြန်သွားလိုက်တယ်ချင်းတယ်တော့မနီတော့ဘူးပေါ့ဒီတော့ဘဲဟာကိုအတီယူရမလဲရှင်အဲ့ဒီလိုရှင်းတော့မနီဖြစ်နေတာဒီကို တရားလွတ်တော်ချုပ်ကနေအပိတအဖြစ်တစ်ခုကိုချမှတ်ခဲ့ပါတယ်။အဲ့ဒါကဒီနေ့အထိတုံးနေတဲ့စီမံပါပဲ။အဲ့ဒါကတော့စွန့်ပစ်ယုံထောက်ပံ့မှုမပေးယုံနဲ့အလိုလျောက်မပြည့်စဲဘူး။စွန့်ပစ်ခင်ရသူဘက်ကလည်းကွာရှင်းလို့တဲ့စန္ဒကိုအထင်ရှားဖြစ်စေအပြုံဦးနဲ့ဖြစ်စေတုံ့ပြန်ပြသမှာဒါအိမ်တော်ကြီးပြည့်စဲတယ်လို့အတည်ပြုစွန့်ပစ်ခဲ့ပါတယ်။အော်ဆိုလိုတာကစွန့်ပစ်ခင်ရသူကနော့အိမ်တော်ပြုလိုက်တာ ဒါမှမဟုတ်ကွာရှင်ဖူတရားဆွဲတာမျိုးလုပ်မှာတရားဝင်ပြစ်ဆဲမှာပေါ့နော်ဟုတ်ပါတယ်ခင်ဗျာအဲ့ဒီတဘောပါပဲဒါဆိုရင်ဒီတာမန်ဖြစ်မှုတွေဖြစ်တဲ့မယိုးသားမှုတစ္ဆာမဲ့မှုရက်ဆက်မှုเนี่ยစွန့်ပြစ်မှုတွေအားလုံးမှာပစ္စည်းခွဲဝေပုံကအတူတူပဲဖြစ်နေတာစိတ်ဝင်စားဖို့ကောင်းတယ်ဒါမဲ့တာမန်ရက်ဆက်မှုဆိုရင်ကြည်လေတဲ့ရက်ဆက်မှုကဘယ်ဆင့်ထိရောက်သွားတာလဲရှင်ပြီးတော့အဲ့ဒီနှစ်ခုကြားကခြားနာချက်ကဘာကြောင့်ဒီလောက်အရေးကြီးနေရတာလဲအဲ့ဒါကအဓိကအချက်ပါပဲကြည်လေတဲ့အင်တောင်ရေးဖြစ်မှုကနှမျိုးပဲရှိပါတယ် ထမတစ်ခုကမရဖြစ်သူဖောက်ပြန်မှုပါစောစောကပြောခဲ့သလိုပဲလင်ရောချဖောက်ပြန်တာကတာမန်ဖြစ်မှုဖြစ်ပေမဲ့မရဖောက်ပြန်တာကိုတော့ကြီးလေးတဲ့ဖြစ်မှုဖြစ်တာမှထားပါတယ်ဒါကလည်းခုနကလိုပဲဒီနေ့ခေတ္တကျူညီညမှုအမင်းနဲ့ဆိုရင်လက်ခံမှုခတ်တဲ့အခြားတစ်ခုပဲရှင်ဒီလိုကွာခြားချက်ကဘာကိုအခြေခံပြီးဖြစ်လာတာလဲဒါကတားစစ်မီးဆက်တဲ့အမွေဆက်ခံမှုအပေါ်အခြေခံတဲ့ရှေးရှေးကတလီထုံတန်းအယူအဆတွေကြောင့်ပါ မရဖောက်ဖြန်ရင်မွေးလာတဲ့ကလေးကကိုယ်သွေးသားဟုတ်မဟုတ်မသေးချာတော့တဲ့အတွက်အမွေဆက်ခံမှုမှာရှုပ်ထွေးမှုတွေဖြစ်လာနိုင်တဲ့ဆိုတော့ရှေးအမြင်နဲ့စဉ်သက်လာတာပါဒါပေမဲ့မှတ်ထားမှာကဖောက်ဖြန်လိုက်တာနဲ့အိမ်တော်ကြီးကအလိုလျောက်ပြတ်မသွားပါဘူးလင်းဖြစ်သူကတရားရုံးမှာကွာရှင်းခွင့်တောင်းဆိုရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကြီးလေးသောရက်ဆက်ကြမ်းကြုတ်မှုပေါ့ဒါတာမန်ရက်ဆက်မှုနဲ့ဘယ်လိုကွာခြားသွားလဲရှင့် ဲ့ဒါကိုရှင်းပြမှုအကောင်းဆုံးဥပမာတစ်ခုရှိပါတယ်ခမ။အမှုတစ်ခုမှာအတက်ကြီးတဲ့မှုဆိုမကို အတက်ငယ်တဲ့အမျိုးသားတစ်ယောက်ကပစ္စည်းမဲ့လို့လက်ထပ်ခဲ့တယ်။ပြီးတော့လူရှိတူရှိမှာအမြဲတမ်းရရဆက်ဆက်ပြုတ်မှုရိုက်နှက်ခဲ့တယ်။သူ့ရဲ့ပြုတ်မှုကတာမန်ရန်ဖြစ်တာထက် အများကြီးကြော်လွန်ပြီးအတက်အန်တယ်ကိုပါစိုးရံရတဲ့အထီးဖြစ်လာတဲ့အတွက်တရားယုံကဒါကိုကြီးလေးတဲ့ရက်ဆက်မှုအဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒီလိုပြမှုမျိုးကကွာချင်းခွင့်ရယုံတင်မကပဲ နောက်ဆက်တွဲဖြစ်တဲ့ပစ္စည်းခွဲဝေးမှုမှာအဆုံးဖြတ်ပေးမဲ့တော်ချက်ချစ်သွားပါတယ်။ကဲဒါဆိုအလုံးစောင့်နေတဲ့ပစ္စည်းခွဲဝေးတဲ့ဘိုင်းကုန်ရောက်လာပါပြီ။ကျမနားလဲတော့တော့။ကွာရှင်တဲ့ကြောင်ရန်ကတာမန်ဖြစ်မှုလားကြီးလေးတဲ့ဖြစ်မှုလားဆိုတဲ့အပေါ်မှာပစ္စည်းဘလောက်ရမလဲ။ဒါမှမဟုတ်အကုန်ဆုံးရှုံးမလားဆိုတာမူတည်နေပြီပေါ့။လုံးဝမှတ်ပါတယ်ခင်ဗျာ။ပစ္စည်းခွဲဝေးတော့မယ်ဆိုရင်အတိကစဉ်းစားရမယ့်အချက်၃ချက်ရှိပါတယ်။ပထမအချက်ကကွာရှင်သူတွေကအိမ်ထောင်ရှိဘူးသူတွေလားအိမ်ထောင်ကြီး။ဒါမှမဟုတ်အ ਨੇ ဆုံးတစ်ယောက်ကအိမ်ထောင်မပြုတ်ဘူးသူ။ ငယ်လင်ငယ်များလားဆိုတာပါဒုတိယချက်ကသူတို့ရဲ့ဆက်ဆံရေးမှာဘသူကအဓိကဝင်ခွင့်ရှာသူပစ္စည်းပေါ်ထည့်ဝင်သူလဲဆိုတာကိုဆုံးဖြတ်ဖို့လိုပါတယ်ဥပဒေအတုံးတုံးရနိသရာနဲ့နိတိတာပေါ့အင်းဒီနိတရာနဲ့နိတိတာဆိုတဲ့စကားလုံးနှလုံးကနင်းနေတော့စိတ်နေတယ်ရှင်ပိုလွယ်အောင်ရှင်းပြပေးလို့ရမလားရပါတယ်ခင်ဗျနိသရာဆိုတာအိမ်ထောင်ရဲ့အဓိကဝင်ခွင့်ရှာသူဒါမှမဟုတ်ပစ္စည်းပေါ်ထည့်ဝင်သူကိုဆိုလိုတာပါသူ့ကိုထောက်ပံ့သူလို့မြင်လို့ရတယ် နိတိတာကတော့သူ့ကိုမိခေါ်သူပေါ့ဥပဒေကသူ့နှစ်ယောက်ရဲ့ပါဝင်မှုကိုတန်းတူလို့မမြင်ပဲအဲ့ဒီအပေါ်မူတည်ပြီးပစ္စည်းကိုနစ်ပွန်တပွန်ခွဲဝေးပေးလေရှိပါတယ်ဆိုလိုတာကနစ်စရာက သုံးပုံနစ်ပွန်ရပြီးနိတိတာက သုံးပုံတပွန်ရတာမျိုးပါတတိယချက်ကတော့ခုနပြောခဲ့တဲ့ကြွားရှင်းရတဲ့အကြောင်းရင်းပါပဲဒါဆိုကျမနားလဲတာမှန်မှန်မှန်ပြောပြပါရှင်ပစ္စည်းတွေကိုခွဲဝေးတဲ့အခါသုံးမျိုးခွဲပြီးစဉ်းစားရမယ်တဲ့လက်မထက်ခင်ကုစီပါလာတဲ့ပစ္စည်းပါရင် နှင့်လက်ထပ်ပြီးမှ အတူရှာတဲ့ PC နှစ်ပေါင်းစုံသုံးလက်ထပ်ပြီးမှတယောက်ယောက်ကအမွေရတဲ့ PC ဒီ PC မျိုးစားဖို့မူတည်ပြီးခွဲဝေပုံးကလုံးဝကွာသွားတာပေါ့နော်အတိကြပါပဲအဲ့ဒီ PC ပုံး၃ပုံးကိုဘယ်လိုခွဲမလဲဆိုတာကြည့်အောင်ပထမဆုံးနှစ်ဦးတဘောတူတာမမို့တာမန်ပြည့်မှုကြောင့်ကွာရှင်းရတယ်ဆိုပါစို့ပထမပုံးဖြစ်တဲ့ပိုင်းပစ္စည်းဟိုလက်မထက်ချင်းကလေးကပါလာတဲ့ပစ္စည်းကိုခွဲတဲ့အခါအင်တော်ကြီးနဲ့ငဲလေငမဲရကွာပါတယ် အင်းတော်ကြီးတွေဆိုရင်တော့လွယ်တယ်။ကိုပိုင်ရင်ပစ္စည်းကိုကိုကုံပြန်ယူသွားရုံပဲ။ဒါမဲ့ငယ်လင်ငမယားတွေမှာတော့နိတိတမီခေါ်သူကနိတယထောက်ပံ့သူရဲ့ပိုင်ရင်ပစ္စည်းကနေသုံးပုံတပုံခန်းစားခွင့်ရှိပါတယ်။ဒါကစိတ်ဝင်စားစရာပဲ။လက်မထခင်ကလေးကပါလာတဲ့ပစ္စည်းကိုတော့မှမိခေါ်သူဘက်ကဝေစုရနိုင်တယ်ဆိုတဲ့သဘောနော်။ဒုတိယပုံဖြစ်တဲ့အတူရှာလာတဲ့ပစ္စည်းတွေကြတော့ရောရှင်။ အဲ့ဒါကိုနစ်ပါးစုံပစ္စည်းလို့ခေါ်ပြီးအဲ့ဒီပုံတွေကပစ္စည်းတွေကိုတော့ငယ်လင်ငယ်များဖြစ်စေအိမ်တော်ကြီးဖြစ်စေအညီအမျှတယောက်တဝယ်စီခွဲဝယ်ရပါတယ်။ဒါကတော့မျှတာတယ်လို့ဆိုရမှာပေါ့။ဟုတ်ကဲ့။အခုတတိယပုံဖြစ်တဲ့အမွေရလက်ထပ်ဘွားပစ္စည်းကတော့နည်းနည်းဖိတ်သွားပြီ။လက်ထပ်ပြီးမှတရားရောက်ကအမွေရလာရင် အမွေရတဲ့သူကအလိုလျောက်နစ်စရာဖြစ်သွားပြီး သူကအဲ့ဒီအမွေရဲ့သုံးမှုနဲ့ပုံကိုရပါတယ်။ ကြံတယောက်ကနစ်စီတာဖြစ်သုံးမှုတပုံပဲရပါတယ်ဒါဆိုချုံပြောရရင်နုကူတဘောတူဖြစ်စေတာမန်ပြမှုနဲ့ကွာရှင်းနေဖြစ်စေပစ္စည်းခွဲဝေပုံကဒီစီမီနေအတိုင်းမဲ့သွားမှာပေါ့အခုအရေးကြီးဆုံးမေးခွန်းကိုရောလာပါပြီကြီးလေးတဲ့ပြမှုဥပမာမရောဖောက်ပြန်တော့ဒါမှမဟုတ်ကြီးလေးတဲ့ရက်စမှုကျူးလွန်လို့ကွာရှင်းတဲ့အခါဘာဖြစ်မလဲရှင်ဒီနေရာမှာဥပဒေကလုံးဝတန်ကျပ်မှာပါပဲ အရင်ကပြောခဲ့တဲ့ပစ္စည်းပုံးလေနှိပ်စရနှိပ်စီတာအချိုးတွေအားလုံးကိုမေ့ထားလိုက်လို့ရပါတယ်။ကြီးလေးတဲ့ပြည့်မှုကျူးလွန်သူဟာသူယူလာတဲ့ပိုင်းပစ္စည်းအပါအဝင်နှုံးဦးပိုင်တစ္စည်းအားလုံးကနေသူရမယ်ဝေစုအားလုံးကိုလုံးဝဆုံးရှုံးရပါတယ်။ဆိုလိုတာကအဖြစ်မရှိတဲ့သူကအိမ်တော်ရဲ့အသွင်ပိုင်ဆိုင်သမျှပစ္စည်းအားလုံးကိုတဦးတည်းပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ဒါတတော်ပြင်းထန်တဲ့ချိုးဆက်ပဲ။ကိုယ်လည်းမထခင်ကားတဲ့ပါလာတဲ့ကိုယ့်ရဲ့ဖက်သွားပိုင်ပစ္စည်းပါဆုံးရှုံးသွားနိုင်တဲ့ဆွေသဘောနော်။ ဒါကြောင့်မလို့ ग्वा ရှင်းတဲ့အကြောင်းရင်းကဒီလိုအရေးကြီးနေတာကိုဟုတ်ပါတယ်ခင်ဗျာဒါကြောင့် ग्वा ရှင်းရတဲ့အကြောင်းပြချက်ကဘာလဲဆိုတာကအလွန်အရေးကြီးပါတယ်တာမန်ပြမှုနဲ့ကြီးလေးတဲ့ပြမှုကြားက ग्वा ချချက်လေးတစ်ခုကပိုင်ဆိုင်မှုအလုံးကိုဆုံးရှုံးသွားနိုင်တဲ့အထိအကျိုးဆက်ကြီးမားသွားနိုင်ပါတယ်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးခြုံငုံသုံးသပ်ကြရင်မြန်မာဒလစ်ထုံးတဲ့ဥပဒေမှာ ग्वा ရှင်းခြင်းဟာ ရိုးရှင်းတဲ့နှစ်ဦးသဘောတူကွာရှင်းမှုကနေရှုပ်ထွေးတဲ့အင်းထောင်ရေးပြမှုရဲ့အထိကျဲပြတ်နေနော်အထူးသဖြင့်လင်းနဲ့မရရဲ့ဖောက်ပြန်မှုအပေါ်တတ်မှတ်ချက်မတူတာနောက်ပြီးစွန့်ပြစ်မှုနဲ့ပတ်သက်ပြီးတရားစီရင်ထုံးတွေကအချိန်နဲ့အညဘလို့ပြောင်းလဲတိုးတက်လာတယ်လို့ဆိုတာကိုတွေ့ရပါတယ်။အရိကမှတ်ထားရမယ့်အနစ်ချုပ်ကတော့ကွာရှင်းချင်းရဲ့အကြောင်းရင်းဟာပစ္စည်းခွဲဝေမှုအပေါ်တိုက်ရိုက်တက်ရောက်နေပြီးအဆုံးဖက်ပြေးတယ်ဆိုတာပါပဲ။တာမအပြစ်လေကြီးလေးတဲ့အဖြစ်ကြတာ ခြားနာချက်ကိုနားလည်ထားဖို့အလွန်အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီခြားနာချက်ကပိုင်ဆိုင်မှုအလုံးကိုဆုံးရှုံးသွားနိုင်တဲ့အထိအကျိုးသက်ရောက်မှုကြီးမားလို့ပါပဲ။နောက်ဆုံးအနေနဲ့ဆက်ပြီးစဉ်းစားစရာအချက်တခုခြံထားခဲ့ခြင်းပါတယ်ရှင်။ဒီတလေထုံတန်းဥပဒေတွေအရာပစ္စည်းခွဲဝေတာကိုတရားရုံးမရောက်ခင်နုံနယ်သဘောတူညီချက်ဒါမှမဟုတ်နှစ်ဖက်လူကြီးတွေရဲ့ဆုံဖြတ်ချက်နဲ့ပြုတ်လုံနိုင်တယ်လို့ဆိုထားတယ်ဒါကလူမှုအတိုင်းအဝိုင်းကိုအခြေခံတဲ့ရိုးရှင်းတဲ့ဖြည့်ရှင်းမှုပုံစံပေါ့ ဒါပေမဲ့ဒီနေ့ခေတ်မှာတံဖိုးကြီးတဲ့မြေအိမ်လိုမျိုးမွှေ့မပြောင်းနိုင်တဲ့ပစ္စည်းတွေအတက်တော်ပိုင်ဆိုင်မှုခိုင်မာဖို့စာချုပ်စာတမ်းနဲ့မပုံတင်ယုံနာတရားဝင်မပုံတင်မှုလိုအပ်လာပြန်တယ်။ဒီတော့မေကောင်းကရွှေခေတ်ကတည်းကလာလဲတလေထုံတန်းရဲ့လူမှုအခြေပြုဖြည့်ရှင်းမှုတွေနဲ့ခေတ်တဲ့ဥပဒေရဲ့တည်ကြတဲ့စာရွက်စာတမ်းလိုရချက်တွေကြားကဟန်ချက်ကိုဘီလိုထင်းညီနေကြတယ်လဲ။နိုကရီတစ်ခုတည်းနဲ့လုံလောက်တည်းရဲ့လားဆိုတာကဆက်လက်လေးလာစရာကောင်းတဲ့အချက်တစ်ခုဖြစ်ပါရဲ့ရှင်။